찬양을 마치면 더 많이 쉬자마자.

စီယုံရေးအစီရင်ခံစာကိုနားထောင်ရတော့ဒီမှာအင်တာမစိတ်ကစိတ်အားလက်ကျသွားပါလေ။ဘာဖြစ်လို့လဲဆိုတော့ဒီမျိုးနယ်အတွင်းမှာနေရာလူနေတာမရှိဘူးဆိုတော့အင်တာကောင်းပါလေ။နောက်ပြီးတော့လည်းပြောသွားတဲ့အတိုင်းမျိုးနယ်အတွင်းမှာတက်တက်ကြွကြွနဲ့ဘယ်ဝင်မဟုတ်ပေမဲ့လေဒီအခွင့်အကျိုးကအလုပ်တွေမှာစိတ်ဝင်စားတဲ့ပညာသားများအများကြီးရှိတယ်ဆိုတော့အင်တာကောင်းတဲ့လက္ခဏာတစ်ခုပါ။ မတို့နိုင်ငံဟာတိုးတက်ဖို့ဆိုလို့ရှိရင်ဒီမတို့နိုင်ငံရဲ့ကိစ္စများအမျိုးသားရေးများနိုင်ငံရေးများမှာအဲ့ဒီလိုပဲပြည်သူလူထုကဝိုင်းပြီးတော့စိတ်ဝင်စားဖို့လိုတယ်ဝိုင်းပြီးတော့ဝေဖန်ဖို့လိုတယ်ဝေဖန်မှလည်းဒီအစိုးရများတက်လာတဲ့အခါကျလို့ရှိရင်ထင်းထင်းသင်းသင်းရှိမှဖြစ်ပါတယ်အဝေဖန်မခံရတဲ့အစိုးရတော့သူ့ကိုယ်ကိုသိပ်ပြီးတော့တော်နေပြီကိုလုံးချင်းတို့လုံးလို့ရပြီဆိုပြီးတော့ပြည်သူလူထုရဲ့အကျိုးဆောင်ဆောင်ရဲ့နေရာနဲ့ဒီတစ်ခေတစ်ခေကိုကျိုးရှာတဲ့အစိုးရမျိုးဖြစ်သွားနိုင်ပါတယ် 再讲说喽，伊叫做男女老少呗，是南岗讲老嘛？喂，是哪样讲也老美的，喂，是咩啊？哪样讲也老美的，一月见面哦，冻啥嘞？啊，就过去我们是不下午，五点出门，七点见面，是啥哩？对啊哩，是不稳当的？你若随便跑到哪里呢？起码说六十阿妹子都行，人家后面子也讲起个。啊，过节老顺，起码在哪样讲老嘛，自由也可以的，去哪去哪，穿的也。 ဒီလိုစီရုံးရေးခီးတွေဆက်တဲ့ခါကြလို့ရှိရင်ကျမရဲ့အဓိကလူရဲ့ရက်ကတော့တန်းကျင်ရဲ့အခြေအနေဘယ်လိုရှိသလဲအဖွဲ့အစည်းရဲ့အခြေအနေဘယ်လိုရှိသလဲဆိုတာကိုကျမသုံးသပ်ချင်လို့ဖြစ်ပါတယ်ဒီလိုတနေ့တနေ့အားမှာတနေ့နှစ်နာရီပဲသွားလိုက်တနေ့အားမှာတညပဲအိတ်လိုက်နဲ့တန်းကျင်အခြေအနေကိုသိနိုင်ပါမလားလို့မေးနိုင်စရာအကြောင်းတွေလည်းရှိပါတယ်ဒါပေမဲ့သွားရင်းသွားရင်းနဲ့တော့အခြေအနေကတော့ပေါ်လာတာပဲဥပမာဆိုလို့ရှိရင်ပထမဦးဆုံးကျမစီရုံးရေးခီးထွက်ခဲ့တဲ့ကအထက်မြန်မာနိုင်ငံကိုတက်ခဲ့တယ် ပဲ။ပုဂံတိုင်း၊သကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်း၊သကိုင်းတိုင်း၊ရှမ်းပြည်မြောက်ပိုင်းတမျိုးနှမျိုးရောက်ခဲ့ပါလား။အဲ့ဒီအချိန်မှာဘာတွေ့ရလဲဆိုတော့ကျမတို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကစပြီးတော့တည်ထောင်ကာကစပြီးတော့တည်ထောင်ကာကမှာအကြီးဆုံးပြဿနာကတော့နေရာနေရာလူရဲ့ပြဿနာပဲ။တရားလေးတယောက်နေရာလူနေတာဥက္ကဋ္ဌယောဂါထနေတာအမတ်လောင်းယောဂါထနေတာအင်တာများပါလေအဲ့ဒီအချိန်တော့အဲ့တော့ဒီမှာဒီလမ်းတစ်လျှောက်လုံးမှာဒီကိစ္စတွေနဲ့ပတ်သက်လို့ပြောသွားရပါတယ် ဒီယောဂါတွေကိုထိမ့်ရပါတော့ကြရင်အင်မတန်မှကုသတတ်တဲ့ယောဂါတွေဖြစ်ပါလေ။ဒီနိုင်ငံလုံးဒုက္ခရောက်ပါလိမ့်မယ်ဆိုပြီးတော့ပြောသွားပါတယ်။ပြောသွားတဲ့အခါကျရင်တချို့ကတော်တော်စိတ်ဆိုးတယ်။မကလေးတနေရာမှမပေးနိုင်ဘူးလားဆိုပြီးတော့ဒီခါဒေါသတွေပါဖြစ်နေတာကြားရတာ။အဲ့တော့ဒီဒီဟာတွေကိုကြည့်ချင်းအားဖြင့်ပထမဒီပါတီဇွန်ဒီမိုကရေစီစနစ်တည်ထောင်လို့ရမယ်လို့ခင်တဲ့အခါမှာဒါမှမှန်ကန်ကန်ပြောရရင်တော့ နိုင်ငံရေးအဖွဲ့အစည်းတွေတဲ့ကိုအခွင့်အရေးသမားတွေကဝင်လာကြတာဒါလည်းသဘာဝကြပါဒီကတွက်ကြောင့်ကျမတို့စိတ်ဓာတ်ကြကြတယ်မလိုပါဘူးဒီအဲ့ဒါကိုတော့နည်းနည်းကျမတို့ကနေပြီးတော့ဆင်ခြင်ပြီးတော့ပြတိထားတော့လို့လိုပါတယ်တခါနောက်မွန်ကြီးနဲ့ကြီးထွက်တဲ့အခါကျတော့ကျမဘယ်လိုတွေ့ရလဲဆိုတော့ပထမကျမအထက်မြန်မာနိုင်ငံမှာကြီးထွက်တုန်းကနေရာမတူညူကြပါနဲ့လို့ပြောလိုက်လို့တချို့ကအလုံးလုံးအောင်မှာကကြောက်သွားတယ် တော့ကြာနေရလို့ကျင်လို့အလုံးလုံးမှာဖြစ်နေတယ်လို့ဆိုပြီးတော့ကြောက်ကြနေကြတယ်အဲ့တော့ဒီခါကျတော့ပြန်ပြီးတော့သတိပေးရတယ်ဒီလိုကြောက်နေလို့မဖြစ်ဘူးကိုလုံးနိုင်လို့ရှင်လုံရဲရမယ်ကိုလုံးနိုင်လို့လုံရဲလို့လုံတတ်လို့လုံထားဖို့လူများဝေဖန်ရင်နဲ့ပြောရင်နဲ့ခံနိုင်ရမယ်အဲ့တော့မုန်းပြင်းနေမှာတော့အဓိကကျမပြောသွားရတာတော့မကြောက်ကြပါဘူးပေါ့ကြောက်နေလို့ရှိလို့ရှင်ဆက်ပြီးတော့အလုံးလုံးလို့ဖြစ်မှာမဟုတ်ဘူး ့ချင်းချောက်တာဝဲကြနေတာဖြစ်စေကိုယ်အပြောခံရမှာအဝေးပန်းခံရမှာကိုကြောက်လို့ပဲဖြစ်စေကြောက်နေလို့ရှိလို့ရှိရင်ကျမတို့အလုံးဟာပြီးပြီးပြင်းပြင်းမဖြစ်နိုင်ဘူးဆိုတာကျမသတိပေးသွားတယ်အခု ARD တိုင်းစီယုံရင်ခီးထွက်ကြတော့လေရက္ခဏာဒီမျိုးဖြစ်လာ ARD တိုင်းကတော့အင်တာမတ်ပြင်းချက်ပါလေ ARD တိုင်းမှာဒီမိုကရေစီအတွက်လှုံ့ရှားနေတဲ့ပြည်သူလူထုနဲ့ဒီမိုကရေစီနိုင်ငံရေးအဖွဲ့အစည်းများဟာအမျိုးမျိုးချင်းချောက်မှုခံတားမှု ်ခီးစည်းနှိမ့်ဆက်မှုတွေကိုခံနေရပါတယ်ဒီလိုခံနေရတဲ့ကြားထဲကနေပြီးတော့တက်တက်ကြွကြွရဲရဲဝင်းဝင်းနဲ့လုပ်နေတဲ့လူတွေတော်တော်များပါတယ်အဲ့တော့အရာဝတီတိုင်းမှာဆိုလို့ရှိရင်အခွင့်အရေးလိုချင်လို့အမဖြစ်ချင်လို့ဆိုပြီးတော့ဝင်နေတဲ့လူတွေကအင်မတန်မှနဲပါဘူးအမဖြစ်ချင်တာနဲ့ထောင်ကြရတာနဲ့ဘယ်ဟာပို့ပြီးတော့အများရှိပဲလဲဆိုတော့စဉ်းစားနေရတယ်လည်းမဝင်ကြဘူးနဲ့တူပါလေအဲ့တော့ ARD တိုင်းမှာဒီမှာမှမှပြောရရင်ကျွန်တော်တို့ CEO ရေးကအင်မတန်မှအောင်မြင်တယ်လို့ဆိုရမယ် အောင်မြင်တာလည်းဒီမှာလုံးလို့မဟုတ်ပါဘူးတိုင်းဟောကလုတ်ပေးလို့ပဲလို့ဒီမှာပြောရမှာဒီတော့ဒီမှာတွေးခဲ့တာဟာအေယာဝတီတိုင်းမှာဘယ်လိုသင်္ကန်းစာရခဲ့လဲဆိုတော့ဒီလိုခံစားမှုတွေထိန်းချောင်းမှုတွေပြည်စည်းနှိမ့်သက်မှုတွေခံရတဲ့အခါကျတော့ခံရတဲ့လူများဟာပိုပြီးတော့ခံနိုင်ရရှိလာတယ်ပိုပြီးတော့လည်း ဟိုလူတန့်စင်လိုက်တယ်လို့ဖြစ်သွားတယ်တကယ်ပဲစိတ်အားထက်သန်ပြီးတော့လုံရဲကန်ရဲပြီးတော့လုံချင်ကန်ချင်တဲ့လူများသာပါဝင်လာတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်ကျမတို့ကအရှုံးနဲ့ကလေအများကြီးအများထုတ်နိုင်ပါဒီဟာကိုလည်းကျွန်မချင်းချင်းအဖြစ်ကျွန်မတို့ရဲ့ပြည်သူလူထုဟာဒုက္ခရောက်လို့စိတ်ကမကြကြပါနဲ့ဒီလိုဒုက္ခရောက်ရတာအန်ဒီအမျိုးမျိုးနဲ့ရင်ဆိုင်ရတာကကိုယ့်အတွက်ပဲကိုယ့်ကိုပို့ပြီးတော့တပ်ပြစ်ရှိအောင်လုပ်ရည်ကံရည်ရှိအောင်လေ့ကျင့်ပေးတာပဲလို့ကျွန်မတို့စိတ်ထဲမှာထားရပါတယ် တခါအေယာဝတီတိုင်းကနေကျွန်တော်တို့ဘကိုးတိုင်းကနေလို့ဖြင်းရလို့ပြန်လာပါဘကိုးတိုင်းမှာတော့အေယာဝတီတိုင်းလို့မတင်းပါဘူးအဲ့တော့ကျွန်တော်တို့အခွဲချုပ်ကပိုးပြီးတော့လွတ်လွတ်လပ်လပ်လုံထိုင်နေဟိုတော်တော်လေးလုံးကြပါဒါနဲ့အဲ့ဒီမှာတခုကျမမမြင်လာလဲဆိုတော့ဒီကိစ္စကိုပြောရမှာကျမလည်းအားလာတယ်။အခုဆိုရန်ကုန်မှာလည်းနည်းနည်းပါးပါးရှိတယ်။အခုဒီကြောက်တရားမျိုးရောက်တော့လည်းနည်းနည်းပါးပါးဒီဟာလေးတွေရှိတယ်။စောင်းပြီးတော့ပြောရလို့မဖြစ်ပါနဲ့။ကျမတဲ့တော့ပြောတာပါ။အဲ့ဒါကိုပြောတာ။ အဲ့ဒီဟာဒါလဲဆိုတော့ကျမတို့ဗမာလူမျိုးတွေကလေနည်းနည်းပကသနာလေးတော့မဲ့ကြအဲ့ဒီဟာကျမတို့လည်းထိန်းရမယ်ကျမပြောတာအားနာတယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ကျမတို့စေတနာရှိလို့မေတ္တာရှိလို့အင်မတန်မှခံခံလာလာနဲ့ကြိုဆိုကြတယ်အပန်းနေလည်းအများကြီးပဲပေးလိုက်တာကျမစဉ်းစားလိုက်တယ်ဒီပန်းနေစားအဖွဲ့တူတဲ့ဝါရံတော်ကိုထွက်ရင်လောက်များရမလဲဆိုတော့ ို့ပြီးတော့လွတ်လွတ်လပ်လပ်ရှိလို့ရွာလေးတွေကလည်းထွက်ပြီးတော့ကျိုးတယ်။ရွာလေးတွေထွက်ပြီးကျိုးလို့ရှိရင်ဒီမှာတိတ်ပြီးတော့ပျော်လာပဲ။အိုးစီနဲ့ဒိုးပါနဲ့ဘာမှတိတ်မရှိပါဘူးပြီးတော့ပင်ပြင်းပြင်းကတက်ခူးထားတဲ့တပြေကက်ကလေးတွေနဲ့ပန်းလေး1.3ဝင်းနဲ့လမ်းမေးကကောက်ထားတဲ့ပန်းလေးတွေနဲ့လာပြီးတော့ကျိုးပြီးတော့ခါလေးပျော်ပျော်ပါပါရီရီမောမောနဲ့ဆိုင်းနဲ့ပုံနဲ့ပြီးပြီးတော့ကပြီးတော့ကျိုးတဲ့အခါကျတော့ဒီမှာတိတ်ပြီးတော့ဝမ်းသာတယ်။ဒါဟာဒီကေဗီဒီမိုကရေစီကိုလိုလားလို့ထောက်ခံလို့သူတို့ရဲ့စေတနာမြင့်တာကိုရိုးရိုးသားသားနဲ့ ဘာမှပကာသနာမရှိဘဲနဲ့ပြလိုက်ပါလားလို့နောက်ပြီးတော့လေအဲ့ဒီရွာကလေးတွေမှာဆိုလို့ရှိရင်သူကဝန်းတာတဲ့အချိန်တနာလဲတနာသွားတယ်ဒီလူလူတို့ကချင်းရဲတယ်ချင်းရဲတဲ့ပြီးတော့လေအင်မတန်မှဟိုလူလာတောင်းတာကအင်မတန်နဲတာ哦ကျမကဒီမှာတော့ကြာကြာမနေခံဘူးနော်9မိနစ်ပဲဆင်ဟာဟုတ်ပါပြီပြုံးပြုံးရှင်ရှင်ပဲ9မိနစ်ပဲနဲ့ပဲချိန်ဟပ်ပါလေဆိုပြီးတော့ပြောတယ်အဲ့တော့ကျမကသိကြတော့ဒီကျမတို့ရဲ့ဟိုအများစုကြီးဖြစ်တဲ့ခြေလက်တော့ရပြည်လူလူတို့ခြေလက်ဖြစ်တဲ့သနာနဲ့သနာတယ် သူတို့လိုလားချက်တရားအင်မတန်မှနည်းပါတယ်။ဘာပဲဖြစ်ဖြစ်တို့တို့ရဲ့အမျိုးသားဒီမိုကရေစီအခွင့်အရေးကဒီကျေးလက်တော်ရာတွေအတွက်ဘာလို့ပေးစားလဲထားလဲလို့မင်းသူဘာမှလည်းလုပ်ပေးထားတာမဟုတ်ဘူး။တခုပဲရှိတယ်သူတို့ကိုမျှော်သင့်ချက် ပေးထားတယ်။ဒီတိုင်းပြည်ကတောင်သူလယ်သမားများကျေးလက်တော်ရာပြည်သူလူထုများဟာတနည်းတလို့ရှိရင်လွတ်လွတ်လပ်လပ် 哇哦，右边上面可以也养了，楼边的人，楼连楼边上面出来，老林家隔壁他有咩？你们家嘛姐姐奶奶结束的人呢？是吧？有玩具了，甚至拿来灭蟑螂，教书家的，哎喽，地楼教书只有是吧？你们家嘛打毛茶吧的，牛奶嘛加着，更加起码的漂亮点的，不加到哪里啊？奶奶扒了，嗯，扒了再找对面了的结束了，再嘛也咱们是吧？罗快就搞的，你们让新鲜的人快就搞，其他的没啥好闹，然后就这。 အဲ့တော့ဒီပန်းလေးပါလေးဆက်မယ်အစားအခွင့်ကိုရံပွင့်ဝေးတဲ့ထည့်ကြတာနောက်ပြီးကျွေးတာမွေးတာလည်းစိတ်များတာပဲကျွားဆိုလို့ရှိရင်သမီးကနည်းနည်းလေးပဲစားနိုင်တယ်အဲ့တော့တစ်ခါရေကလုံးပြေတာမှစားနိုင်တာမဟုတ်ဘူးမှန်ပါလေကျွားနဲ့ပါလာတဲ့ចောင်းသားလေးတွေကတော့များများစားနိုင်ပါတယ်ဒါပေမဲ့လည်းဒီចောင်းသားလေးတွေတောင်မှသမီးနဲ့ချင်းတစ်ခွန်းတစ်မျိုးနဲ့ချင်းကြိုတစ်ခွန်းနဲ့ဆိုရင်လုံတော့ပါလေဘယ်လိုပဲကျွေးကြပါလို့ကျွားလည်းမြင့်တာရောက်ခံပါလားဒီလောက်တောင်မှဖော်ဖော်ဒီဒီ ခင်းမျိုးကလည်းနောက်မျိုး၆မျိုးအားလုံးတော့စားလို့မရဘူးသူကတည်းကရှုပ်သွားတာလေဒီခါလေဒီလောက်တောင်မှကျွေးဖို့လည်းမလိုပါဘူးကျမတို့လည်းမစားပါဘူးကျွေးလည်းမကျွေးဖြစ်ပါဘူးကျမတို့ရဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကပြည်သူလူထုကိုကိုကိုစားပြုတဲ့ဖွဲ့ချုပ်ဖြစ်ပါတယ်အခုအချိန်မှာကျမတို့နိုင်ငံနဲ့လူနိုင်ငံသားများဟာဆင်းရဲနေတဲ့အချိန်ဖြစ်ပါတယ်ဆင်းရဲနေတဲ့အချိန်မှာကျမတို့အဖွဲ့ချုပ်ကလူကြီးတွေအနေနဲ့ဒီခါလေဘိုက်ရိုက်ပြီးစားတယ်ဆိုတော့မသိကြပါဘူး အဲ့တော့မကျွေးကြပါနဲ့တိတ်ပြီးတော့နည်းနည်းပဲကျွေးပါနည်းနည်းကျွေးလို့မလာဘူးရှင်ကောင်းတယ်မလာဘူးရှင်ဟဲ့အဲ့ဒါပါရှင်းပါတဲ့အတွက်နဲ့အကုန်ကြမခံပါနဲ့ခုလိုဆိုရင်ကျွန်တော်တို့ចောင်းသားလူငယ်များကြပြားလေးပေးလိုက်တယ်ဆိုရင်ကျွန်တော်ပိတ်ပြီးဝင်ပါတယ်ဒီကြပြားလေးဟာကျွန်တော်သက်သက်လုံးသိမ်းထားလို့ရတယ်ပြန်ပြီးတော့ဖတ်လို့ရတယ်အများပဲကျွန်တော်ဒီဟာကိုဟိုတတိယနေမှာပဲ စားသွားတဲ့သမင်းဆိုတာတနေ့နဲ့တနေ့မိသွားတာပဲဟင်းမြောက်ဆိုတော့ဘာမင်းစားခဲ့မှတော့မသိလိုက်ဘူး။နောက်ပြီးတော့ဒီလိုပန်းနေပါလေဆိုတော့ကျွန်မအင်မတန်မှပန်းကြိုက်ပါတယ်။ဒီဒီနေ့ပေးလိုက်တဲ့ပန်းနေလေကျွန်မမိမိရဲ့ဂူမှာသွားပြီးတော့ထားပေးပါမယ်။ဒါပေမဲ့လည်းဒီဟာတွေအတွက်လည်းကျွန်မတို့အတွက်လည်းအကုန်ကြမခံပါနဲ့။ဒီတကယ်ပဲကျမတို့စိတ်ချမ်းသာစေချင်လို့ရှိရင်အဖွဲတို့ရံငွေလုံးရံပုံတွေထည့်ပါရံပုံတွေမထည့်ချင်ဘူးဆိုလို့ရှိရင်လည်းရံပုံတွေထည့်လာအောင်မရှိဘူးဆိုလို့ရှိရင်လည်း တစ်ဖယ်ငါးရက်တန်တော့စာအုပ်လေးတစ်ခုပြည့်ရင်လည်းကျွန်တော်ကျင်းတ်ပါလေကျွန်တော်စာအုပ်စာပေးတဲ့ညဝါဒနာပါတယ်မြန်မာမြန်မာမြန်မာနိုင်ငံသမိုင်းနဲ့ပတ်သက်လို့လွတ်လပ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ဗမာစာပေနဲ့ပတ်သက်လို့စတဲ့စာအုပ်လေးတအုပ်ငါးရက်တန်တစ်ဖယ်တန်ဆိုရင်ကျွန်တော်ပိတ်နဲ့ထားနိုင်တယ်ဖတ်လဲဖတ်နိုင်တယ်ဟိုဒီပေးရတဲ့လူတွေအတွက်လည်းတက်တာပါအဲ့တော့ကျမတို့ဟာပိုက်ဆံမရှိတဲ့အဖွဲ့ချုပ်ပြည်ကြီးနေကြကြလို့ကျမသတိပေးချင်ပါတယ် ဒီ white sound ရှိတဲ့အဖွဲ့ချုပ်ပြည်ပြည်နေကြဆိုတော့တခါလဲပြောလိုက်ရမှာတော့ရှိတဲ့အဖွဲ့ချုပ်ဖြစ်အောင်လဲ white ပြောစ조사ပေးကြပါကိုယ်ဆိုရင်အများပြည်သူကလိုလားနေတဲ့ကိစ္စကတော့လွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲတွေလေလွတ်လပ်ပြီးတော့တရားမျှတတဲ့ရွေးကောက်ပွဲတွေကျင်းပပေးရေးပေးရေးအတွက်သူကတော့အားလုံးကြိုးစားရပါမယ်အများဆုံးကျင်းပပေးဖို့လိုလဲလိုတယ်လို့သူကယုံကြည်ပါတယ် ဒီလိုဒီရွေးကောက်ပွဲတွေမြန်မြန်ကျင်းပနိုင်မှာပဲဒီနိုင်ငံဟာတက်တာရမှာပဲအဲ့တော့ရွေးကောက်ပွဲများမြန်မြန်ဖြစ်ဖို့ရဲ့အတွက်ဝိုင်းပြီးတော့ဒီမိုကရေစီခွင့်ရေးတွေကိုကာကွယ်ပေးကြပါပို့ပြီးတော့ရအောင်လို့ဆောင်ရွက်ပေးကြပါအားလုံးအားလုံးကကိုယ့်ကိုယ်ကိုမေးကြပါကိုတယောက်အနေနဲ့ဒီမိုကရေစီခွင့်ရေးတွေကာကွယ်ဖို့အတွက်ဘယ်လိုကူညီနိုင်မလဲဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဒီမေးခွန်းကိုမေးကြပါကျမတို့လည်းအကြံပြုကြပါ ဒီရွေးကောက်ပွဲများဖြစ်ပေါ်လာရမယ်လာမယ်ဆိုလို့ရှိရင်ကျမတို့အတွက်လုံးချာအလုပ်ကြီးအများကြီးရှိပါသေးတယ်ရွေးကောက်ပွဲတစ်ခုကိုဝင်ပြိုင်မှုဆိုတာကလွယ်တဲ့အလုပ်မဟုတ်ပါဘူးကာယဗလာညာနာဗလာဘောဂဗလာအားလုံးလိုပါတယ်ဒီလိုကိစ္စတွေကိုကျမတို့အောင်မြင်မြင်ထားဆောင်နိုင်မှအခုစတင်လာတဲ့လှုပ်ရှားမှုကြီးဟာအောင်မဆင်နိုင်ပါပါကျမတို့ဒီဒီမိုကရေစီအစိုးရမဖြစ်မလာမချင်းဤသူလူလူရဲ့ဆန္ဒကိုဖြည့်ဆွတ်နိုင်တဲ့အခြေအနေမှာရှိမှာမဟုတ်ပါဘူး ဒီမိုကရေစီအစိုးရဆိုတာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလို့ဒီမှာပြောလို့လာမဟုတ်ပါဘူး။ဘယ်ဒီမိုကရေစီအစိုးရပဲဖြစ်ဖြစ် အများပြည်သူရဲ့အကျိုးကိုထမ်းဆောင်တဲ့အစိုးရအများပြည်သူရဲ့ဌာနနဲ့ကိုက်ညီအောင်လို့လုပ်ကိုင်တဲ့အစိုးရဒီလိုအစိုးရမျိုးကိုကျွန်တော်တို့ဥတည်ပါတယ်။ဒီလိုဆိုရမျိုးဖြစ်ရတဲ့အတွက်ကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ကုညီဖို့လိုပါတယ်ဝိုင်းပြီးတော့စဉ်းစားပြီးဖို့လိုပါတယ်စိုးစိုးကပြောခဲ့တဲ့အတိုင်းပဲ ီဒီဒီကြာတရားမှာဆိုလို့ရှိရင်ပညာတတ်ရှိလို့ပညာတတ်ရဲ့အချိန်လုံးပဲမင်းနေတယ်။အဒီစာတန်းရှိပြီလား။ဒါနဲ့ဒီဟာကဘယ်လိုလဲ။ဒီမူဝါဒသဘောထားကဘယ်ဝါဆိုဘယ်တော့ဆိုပြီးတော့ဒီလိုဝေဘာနေတာသုံးတတ်နေတာဟာအင်တာမှာကောင်းပါလေ။ကျမတို့ရဲ့ပြည်သူလူထုအားလုံးကိုဒီလိုပဲဝေဘာတတ်စေချင်ပါလေ။ပညာတတ်မှာဒီလိုဝေဘာတတ်တယ်ရဲ့လို့မဟုတ်ပါဘူး။စာဖတ်တတ်လို့ရှိရင်ကျမတို့အားလုံးဝေဘာတတ်အောင်ပါ။ကျမတို့မြန်မာနိုင်ငံလူနိုင်ငံသားလူများစုကြီးကစာဖတ်တတ်ကြပါလေ။စာဖတ်ကြပါ 请假吧，人家原来不在这，比如，比如放假呢，抽个时间放假吧，比如，发点卡假就行。我第二点不好看的，现在还不放假了。第二点发长好看的，你下翻页啦，你第第第，已经发了吧？比如到哪去了？比如念的了是吧？好不好？可以做假吗？也要人家使用，也去呢，不在这耍。再比如哈，伊在连在连花里抽的，伊在连花里抽，比如发点卡假，几分钟多，接下来有，现在呢？ ဒီနေ့ပဲကဘာလဲဒီအေယာဝတီတိုင်းမှာဒီလိုလုံနေတာဘယ်လိုသဘောလဲဘယ်လိုဘယ်လိုအထိတ်တယ်ပေါက်တယ်လဲဖြစ်တယ်မလားမဖြစ်ဘူးဆိုလို့ရှိရင်ဘယ်လိုအားလုံးကဝိုင်းပြီးတော့ဒီလိုဟာမျိုးကိစ္စတွေမဖြစ်အောင်လို့ကာကွယ်ရမလဲကုညီရမလဲဒီလိုစဉ်းစားကြပါဒီမတို့ကဒါနိုင်ငံရေးလုပ်တာပဲအချို့ကအာကျွန်တော်တို့ကတော့နိုင်ငံရေးမလုပ်တတ်ပါဘူးနိုင်ငံရေးပါတီတွေပဲလုပ်လုပ်ပါသေးလို့သူပြောတယ်ဒီဟာလူတိုင်းကနိုင်ငံရေးလုပ်တတ်ပါ ီလိုဒီတိုင်းမြေမှာဘာဖြစ်နေလဲဆိုတာကိုစိတ်ဝင်စားတာဟာလည်းနိုင်ငံရေးပဲဒီဘာဖြစ်နေလဲဆိုတာစိတ်ဝင်စားပြီးတော့လေ့လာပြီးတော့ကိုလေ့လာထားတဲ့ကိစ္စပဲပေါ်မှာသုံးသပ်ထားလဲနိုင်ငံရေးပါပဲအဲ့ဒီလိုနိုင်ငံရေးတော့အလုံးလုံးကြလာလူကြီးလူငယ်မရွေးဝိုင်းပြီးတော့လုံးကြလာဒီမိုကရေစီစနစ်အောင်မြင်ဖို့ဆိုတာနိုင်ငံသူနိုင်ငံသားများဟာနိုင်ငံရေးစိတ်များရှိဖို့လိုပါတယ်နိုင်ငံရေးအသိအမြင်ကျွယ်ဝဖို့လိုပါတယ်နိုင်ငံရေးအသိအမြင်ဆိုတာနိုင်ငံရေးသိပ္ပံစာအုပ်တွေကိုဖတ်ခြင်းကိုပြောတာမဟုတ်ပါဘူး ကိုတိုင်းပြည်ရဲ့အခြေအနေကိုလေ့လာတာသုံးသပ်တာဝေဖန်တာကိုပြောလာတာဒါတော့လူတိုင်းလုံးနိုင်ပါလိမ့်မယ်။ ARV တိုင်းမှာဆိုလို့ရှိရင်အခုအချိန်မှာတောင်သူလယ်သမားများဟာအင်တာမဒုက္ခရောက်နေပါလိမ့်မယ်။ဆံအပေါ်များဆုံးတိုင်းဖြစ်ပြီးတော့တောင်သူလယ်သမားများဟာမိမိတို့ကိုယ်တိုင်ဆံကိုဝဝစားနိုင်ပါမလားဆိုပြီးတော့စဉ်းစားနေရတဲ့အခြေအနေကိုရောက်နေပါတယ်။အဲ့ဒီတော့တောင်သူလယ်သမားများဟာအခုနားလည်လာပါပြီ။နိုင်ငံရေးဟာသူတို့နဲ့ပတ်သက်တဲ့ရှင်းလက်တော့ရပြည်သူလူထုနဲ့အထိုင်ဆုံးပဲဆိုတော့နားလည်လာပါပြီ 你哪来了？老对，罗什么？也们他妈问他的，他正是失业对，也们他妈搞能力困难的去办的。你说你老干嘛？他妈罗，都在同点吃拉的。democracy 难哈，都为了罗，都为干嘛？叫叫拉多没罗他妈去买的，呃，突然但要不变，罗罗的，突然但要不变，他妈，如果贵，拉木飘了，d e m o c r a 来 y 难是拉罗，被他妈操的，要罗去吧。如果再罗，那点罗 d e m o 说 r a c 他家都行再呢。 ဆက်ပြီးတော့ဒီမိုကရေစီစနစ်တွေကိုထိမ့်သိမ်းသွားဖို့ဆိုတာကျမတို့တန်းပြေတည်ရှိတဲ့အထိလုပ်သွားရမယ့်ကိစ္စဖြစ်ပါတယ်။အဲဒီတော့ကျမတို့ဟာအလုပ်ကိုလုပ်ရဲကြရဲယုံမကလုပ်ချင်ရမယ်။လုပ်ချင်ကြင်ရမယ်။ပြပါမလားဆိုပြီးစိတ်ထဲမှာမထားရဘူး။အလုပ်မရှိတဲ့လူဆိုတာကတော့တကယ်တော့ဂုံတိတ်ခါမရှိတဲ့လူပါပဲ။အဲ့တော့အလုပ်ဆိုတာကျမကနေပြီးတော့အပြင်ထွက်လုပ်တဲ့အလုပ်ကိုပြောတာမဟုတ်ပါဘူး။အင်ရှင်မများမှာလည်းအလုပ်ဟာအင်တာရှိပါတယ်။အင်ရှင်မများရဲ့တာဝန်များဟာအင်တာများပါတယ်။အထူးဖြင့် ြီးတဲ့တာဝန်ကတော့မိမိတို့ရဲ့သားတွေသမီးတွေကိုနိုင်ငံသူနိုင်ငံသားကောင်းများဖြစ်လာအောင်လို့ပြုစုပျိုးထောင်ရတဲ့တာဝန်ကြီးဟာအမတန်မှကြီးပါတယ်။ဒီတာဝန်ကြီးကိုထမ်းဆောင်ရတယ်လို့ပါတယ်။အဲ့တော့လူတိုင်းလူတိုင်းမှာအလုပ်တာဝန်ကြီးပါတယ်။ဒီအလို့တာဝန်တွေကိုတက်တက်ကြွကြွလုံလုံချင်ချင်နဲ့ထမ်းဆောင်ကြပါလို့ကမေတ္တာရခံပါမယ်။ဒီလိုပဲကျွန်တော်တို့တိုင်းပြည်ကပြည်သူနိုင်ငံလူနိုင်ငံသားများဟာကိုယ်တာဝန်ကိုသိတယ်အလို့ကိုလုံလုံချင်ချင်နဲ့လုပ်တယ်နိုင်ငံရဲ့အကျိုးကိုကိုယ်ကျိုးတဲ့ရှေ့ထားမယ်ဆိုလို့ရှိရင် 楼下奥米亚美那个什么表演的那个酒吧。